ါပါရှင်တန်လွေခက်သတင်းဌာနရဲ့တပတ်အတွင်းရိုက်ခတ်ဆုံးကမ္ဘာသတင်းတွေကိုတင်ဆက်ပေးသွားပါမှာရှင်တန်လွေခက်သတင်းဌာနရဲ့သတင်းစီစဉ်တွေကို YouTube Facebook Telegram အစရှိတဲ့ channel တွေကနေလည်းကြည့်ရှုနိုင်ပါပြီကျွန်မကနော်ဖောပါရှင်ဒီတပတ်ရဲ့ရိုက်ခတ်ဆုံးကမ္ဘာသတင်းတွေကတော့ထိုင်းမှာ COVID ကြောင့်တပတ်အတွင်းလူ6ဦးသေဆုံးခဲ့တဲ့သတင်းကမ္ဘာအစီရင်ဆုံးဥရုဂွေးသမ္မတကွာလွန်သွားခဲ့တဲ့သတင်း မိုင်းဆက်မြို့မှာမြေရှားတက်ထုတွေတူးဖော်နေတဲ့သတင်းနဲ့မြမအရေးကို ထိုင်းကဥဆောင်ဖို့ထိုင်းလွတ်တော်အမတ်ကတောင်းဆိုလိုက်တဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ိုင်းနိုင်ငံမှာတကြောပြန်ကိုဗစ်ကူးစက်မှုတွေပြန်လည်မြင့်တက်နေပြီးပြီးခဲ့တဲ့တစ်ပတ်အတွင်းကိုဗစ်ကြောင့်လူ6ဦးသေဆုံးခဲ့တယ်လို့ထိုင်းရောဂါထိန်းချုပ်ရေးဌာန DDC ကထုတ်ပြန်ထားပါတယ်။မေလ၄ရက်မတိုင်ခင်တုန်းကထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်ခံရသူတွေ၁၄,၀၀၀ကျော်ရှိရာကနေမေလ၄ရက်နဲ့၁၀ရက်အတွင်းမှာတော့ကူးစက်သူအရေအတွက်၁၆,၀၀၀ကျော်ရှိလာခဲ့တာပါ လက်ရှိအချိန်မှာတော့ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်သူအရေအတွက်မြင့်တက်လာသလိုသေဆုံးသူအရေအတွက်ကလည်းနှစ်ဆတက်လာတယ်လို့ဘန်ကောက်ပို့စ်ဖော်ပြချက်အရသိရပါဗျ။အထူးသဖြင့်ကူးစက်ခံရသူအများစုကအသက်30နဲ့39နှစ်ကြားအရွယ်ရောက်ပြီးသူတွေဖြစ်ကြပါဗျ။မကြခင်ကြောင်းဖွင့်ချိန်ရောက်တော့မှဖြစ်တဲ့အတွက်မိုးရသည်လိုအချိန်မျိုးမှာယောဂပုံမှုပြန့်နှံ့နိုင်တဲ့အတွက် ကိုဗစ်နဲ့တုပ်ကွေးရောဂါဆိုင်ရာကာကွယ်ရေးလမ်းညွှန်ချက်တွေကိုလိုက်နာကြဖို့ထိုင်းရောဂါထိကျုပ်ရေးဌာန DDC ကအကြံပြုထုတ်ပြန်ထားပါတယ်ရှင်။ပျောက်ကြားတိုက်ခိုက်ရေးသမားနဲ့လက်တင်အမေရိကရဲ့သူရဲကောင်းလေးဖြစ်တဲ့ဥရုဂွေးသမရဟောဟိုဆင်းမူဂျီကမေလ23ရက်ကအသက်89နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပါတယ်။ အစာပြိုယောဂကို ကာလရှိစာခံစားနေရတဲ့တမရဟောင်းဟာမွန်တီဗီရီယိုမြို့စစ်ချေဘုံက သူနေထိုင်ရာလေတော့အိမ်မှာကွယ်လွန်ခဲ့တယ်လို့လက်ရှိဥရုဂွေးတမရယာမန်ဒူအော်စီကကြေညာခဲ့ပါတယ်ပြောက်ကြားတော်လည်ရေးသမားဖြစ်တဲ့ဟိုစင်းမူကြီးကဟာလက်နက်စွန်ပြီးရွေးကောက်ပွဲဝင်ရာကနေတမရဖြစ်လာတဲ့အတွက်အမျိုးသားရင်ကြားစီရဲ့တင်ဂီတာလည်းဖြစ်ခဲ့ပါဗျ။ ဘဝတစ်လျှောက်လုံးချွတ်ချွတ်ချင်ချင်နေတိုင်သွားခဲ့တာကြောင့်လဲသူ့ကိုကမ္ဘာအစင်းရဲဆုံးသမရလို့ခေါ်ဆိုကြပါတယ်သူသမရဖြစ်ခဲ့တဲ့2010ကနေ2015ခုနှစ်အတွင်းသူရရှိတဲ့လစာတွေကနေငွေအမြောက်များကို ပရဟိတအသင်အဖွဲ့တွေကိုလူဒန်းပြီးနှိမ့်ချမှုရှိတဲ့ဘဝနေထိုင်မှုပုံစံကိုခံယူခဲ့ပါတယ်။ သူဟာလူဦးရေ၃သန်းကျော်ရှိတဲ့တောင်အမေရိကနိုင်ငံငယ်အတွက်စီးပွားရေးတိုးတက်မှုနိုင်ငံသားရေးနှမြုံနယ်မှု မြင့်တက်လာရေးနဲ့စီးရင်နွမ်းပါမှုလျှော့ချရေးတို့ကိုဦးဆောင်ခဲ့သလိုအဂတိလိုက်စားမှုကနေလဲရှောင်ရှားနိုင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီနဲ့ဝါပြည်သွေးစင်းညီညီရဲတံပရော UWSA ထိန်းချုပ်ဒေသမိုင်းဆက်မြို့တောင်ဘက်မိုင်းယူဒေသမှာ မြေရှားတပ်ထုတူဖော်နေတယ်လို့ကောင်းကင်ဂျိုဒူတပ်ပုံတွေအရမြင်တွေ့ရကြောင်းရှမ်းလူအခွေရေးဘဏ်တိုင်း SHRF ကထုတ်ပြန်ထားပါတယ်။ကောင်းကင်ဂျိုဒူတပ်ပုံတွေအရချင်းမိုင်ခရိုင်မဲအိုင်းဒေသနဲ့မျက်နှာချင်းဆိုင်ထိုင်းနယ်စပ်မြောက်ပိုင်းကနေ15မိုင်ကျော်ကျော်သာကွာဝေးတဲ့မိုင်းယူဒေသမှာမြေရှားတပ်ထုတွေနဲ့တွင်းရဲ့ပုံရိပ်တွေကိုထင်ရှားပြသစွာမြင်တွေ့ခဲ့ရတယ်လို့ဖော်ပြထားပါ ါတယ်။အဲ့ဒီမြေရှားတက်ထုတွင်းတွေကစွန့်ပစ်ပစ္စည်းတွေဟာနန်းခုတ်မြစ်ထဲစီးဝင်နေတဲ့ရေအေးမြစ်တွေကိုညဉ့်ညမ်းစေပြီးမြေအောက်ပိုင်းနေထိုင်တဲ့နယ်စပ်တစ်ဖက်လုံးကဒေသခံပြည်သူတန်တန်းကျော်ရဲ့ကျန်းမာရေးအပေါ်စူးစူးရွရထိခိုက်လာမှာကိုစိုးရိမ်နေကြပါတယ်။မြေရှားတက်ထူတွင်းနဲ့တွင်အနက်ကနတ်ခုတ်မြစ်အရှိပိုင်းကနေမြမိုင်းကြော်ဝေးတဲ့မြေရှားတက်ထူတွင်းကို2023နှစ်လယ်ပိုင်းမှာစတင်ခဲ့တာပါ။ နန်းခုံမြစ်ကနေတမိုက်ကြိုကြိုသာဝေးတဲ့မြေရှားတထုတွင်းကိုတော့2024နှစ်လယ်ပိုင်းမှာစတင်ခဲ့ပါဗါမိုင်ယိုဒေတာကမြေချတထုတွင်းနေဟာနန်းခုမြစ်ထဲအစိမ်းဆုထုတ်ပြီးဖြစ်တဲ့အဖြစ်ရွှေတွင်းတွေကြောင့်လည်းငကိုရှိနေပြီးသားညဉ့်ဉန်းမှုတွေထက်ပိုပြီးဆိုးရွားလာနိုင်ပါတယ်။ဒါပြင်နန်းခုမြစ်တလျှောက်နေထိုင်ကြတဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ထိုင်းနိုင်ငံမြောက်ပိုင်းကဒေတာခံတွေရဲ့စံမှတ်ရေးကိုလည်းချိန်ချောက်နေပါတယ်။ ရေရှားတတူတွင်တရှိရာမိုင်းယူဒေတာဟာမြန်မာစစ်ကောင်စီနဲ့ UWSA တို့ပူးပေါင်းထိန်းချုပ်ထားတဲ့ဒေတာဖြစ်ပါတယ်။ဒါကြောင့်မြေရှားတထုတူဖော်မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နေဆက်ဖြတ်ကျော်တက်ရောက်မှုတွေကိုနှစ်နိုင်ငံတာဝန်ရှိသူတွေကအ мян ဆုံးစုံစမ်းဖို့ SHRF ကတိုက်တွန်းထားပါတယ်ရှင်။ မင်းလာစနေရဲ့မနက်ခင်းပိုင်းအချိန်မှာစစ်ကောင်စီကသခိုင်းတိုင်းဒီပင်းကြီးမြို့နယ်အိုးတိန်တွင်းရွာစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဆရာမနှဦးအပါအဝင်ကျောင်းသားကျောင်းသူစုစုပေါင်း24ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီလေကျောင်းတိုက်ခိုက်မှုအပြင်မှာတော့ထိုင်းနိုင်ငံ Fair Party ရဲ့လွတ်တော်အမတ်ကနဝီကမြမအရေးမှာထိုင်းနိုင်ငံကဥဆောင်ဥရပြည့်ချိန်တက်ပြီလို့သူ့ရဲ့လူမှုကွန်ရက်ကနေတိုက်တွန်းလိုက်ပါတယ်။ တဆက်ချင်းမှာပဲကနဝီကမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကရက်တက်မသွားဘူးလို့လည်းညည်းသားခဲ့ပါတယ်ထိုင်းနိုင်ငံအနေနဲ့မြန်မာငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာတက်တက်ကြွကြွနဲ့ဥဆောင်မှုအပြုသဘောဆောင်တဲ့ထိထိပြောဆမှုတွေမှာပါဝင်ဆောင်ရွက်ဖို့နဲ့ဒီလိုမဆောင်ရွက်နိုင်ခဲ့ဘူးဆိုရင်တော့မြန်မာအရေးကထိုင်းနိုင်ငံအပေါ်ကိုပါအကျိုးတရားလာလိမ့်မယ်လို့သူကထောက်ပြပြောဆိုသွားခဲ့ပါတယ်။ Fair Party ရဲ့လွတ်တော်အမတ်ကန်တဝီဟာမြမအရေးတကြွလှရှသူတယောက်ဖြစ်ပြီးစစ်မှုထမ်းဥပဒေကြောင့်ထိုင်းနိုင်ငံတဲခိုးလုံလာတဲ့မြန်မာနိုင်ငံသားတွေကိုအလုပ်ပေးဖို့နဲ့မြန်မာနိုင်ငံစီပြန်မပို့ဖို့ထိုင်းဆိုးရကိုတောင်းဆိုခဲ့ဘူးသူလည်းဖြစ်ပါတယ်ရှင်။တန်လင်းခက်သတင်းဌာနရဲ့တပတ်အတွင်းကဘာတဝမ်းကအရိုက်ခတ်ဆုံးသတင်းတွေကိုထုံနှုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်မျိုးမျိုးကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေရှင်။